ကလေးမယုံကျင်သေးကြပြီလားဒါဆိုဒီစားပိုက်လီကိုပြီးအောင်နားထောင်ကြည့်ပါ channel ကို subscribe နှိပ်ထားခဲ့ပါအောင်နော်အားပါအိမ်အောင်ကြပြီးပြီဆိုရင်မကြခင်မှာကြားရမယ့်စကားကကလေးမယူသေးဘူးလားဆိုတာပါပဲအိမ်အောင်ပြုတ်ပြီးသွားရင်ကလေးယူရမယ်ဆိုတာက ပုံတည်နီတစ်ခုလိုဖြစ်နေခဲ့တာကြပါပြီ တကယ်တော့ဒီလိုမျိုးကလေးမอยู่ပဲနေတာက ခုမှဖြစ်လာတာမျိုးတော့မဟုတ်ပါဘူးဟိုးအရင်တွေကလည်းစင်းရဲမှုတွေယောဂဗျာတွေငတ်မှုခေါမတာတွေစတာတွေကြောင့်ကလေးอยู่ဖို့ညှဉ်းဆန်ခဲ့ကြပါရဲ့စစ်ပွဲတွေကြောင့်နေရာထိုင်ခင်းအတိတကြမရှိတာဘဝအကွက်အာမခံချက်မရှိတာကြောင့်လက်ထက်တဲ့နှုံးနေကြလာသည့်ကလေးမอยู่ကြတာလည်းရှိခဲ့ပူပါရဲ့ ်ဆိုလိုတာကအိမ်ထောင်ကြပြီးရင်ခလီးယူတယ်ဆိုတာလူကိုလုပ်ရမယ့်အလုပ်လူသားမျိုးနွယ်စုတွေရှင်းချင်ကြီးအကရဒီလောက်ကြီးကြီးကျယ်ကျယ်မဟုတ်ရင်တော့ကိုမျိုးဆက်ကြံဟုခလီးဆိုတာယူတဲ့နယ်ဒါကမျိုးဆက်ကိုဖျက်နေတာဆိုပြီးဝေဖန်ခံရနိုင်ပါတယ်ဒါပေမဲ့ပြန်စင်းစားကြည့်မယ်ဆိုရင် ကိုမလို့ခြင်းပဲကလေးယူတာကကလေးကိုခေါ်ပြီးစိတ်ဒုက္ခပေးမိတယ်လို့ပါပဲ။ ကိုမကြိုက်တဲ့ PC ဆိုရင်ချောင်းထိုထားရတယ်လို့ဒီကလေးလေးကလည်းဂယုဆိုင်မှုတပြည့်အဝရချင်မှရမှာပါဘလောက်ပဲဆွေမျိုးတွေကကူကြည့်ပေးတယ်ပြောပြောမိဘတွေစီကဂယုဆိုင်မှုလောက်မကောင်းနိုင်ပါဘူးကလေးမယူချင်တာတေးကြပြီလားဆိုတာကိုတေးကြစဉ်းစားပါ နောက်ပိုင်းမှယူချင်တဲ့ဆိုရင်အသက်လည်းကြီးလာပြီဆိုရင်ယူဖို့ခက်ပါတယ် မယူချင်တာလားမူရမှာကြောက်တာလားဆိုတာကိုသိကြပါစေတချို့ကမယူချင်တာမဟုတ်ဘဲခလေးမူရမှာကိုကြောက်တာပါဒါဆိုရင်တော့ခလေးမူစားတာတက်ကြွနားလဲသူနဲ့ဆွေးနွေးတာမျိုးလုပ်လို့ရပါတယ်